မွေးရွာကကိုလည်းအင်ကမတန်ဆွမ်းသူတွေအတွက်ပညာရေးနဲ့အလုပ်ကံခွင့်လန်းတွေဟာမြန်မာနိုင်ငံလေပိုင်းမှာခက်တွေ့ရစေဖြစ်တယ်လို့သိရပါတယ်ဒီလိုလူပတ်ဝန်းကျင်မှာကိုလည်းအင်ကချွေရင်းသူတွေဟာစွမ်းဆောင်နိုင်မှုမရှိတော့ဘူးဆိုတဲ့အပြင်တွေကပဲမတန်ဆွမ်းမှုကိုဖြစ်နေစေတယ်လို့မတန်ဆွမ်းသူများဘဝမြင့်နေရေးအဖွဲ့လူမှုထူးချွန်ဒါရိုက်တာဦးမြင့်စိုးကမကွေးမြို့နယ်ကြာခံကြီးတော်မှာကျင်းပတဲ့ပတန်ဆွမ်းသူတွေရဲ့ပညာရေးနှိမ့်နှောဖလှယ်ပွဲမှာပြောကြားခဲ့တာပါအဲ့တော့ပတန်ဆွမ်းမှုအဓိကအဖြစ်အဓိပ္ပာယ်ပုံစံဆိုတော့လူတိုင်းကချွေးနေချက်ရှိတယ် လူတိုင်းမှာချွင်းချက်မရှိဘူး no man is perfect ပေါ့နော်ချွင်းချက်မရှိဘူးဆိုတဲ့လူကိုကျွန်တော်တို့မေးကြည့်ကြပါမယ်အဲ့တော့လူတိုင်းမှာချွင်းချက်ဆိုတာလူတိုင်းမှာရှိပါတယ်အဲ့တော့ကျွန်တော်တို့ကလည်းဒီမတန်ဆွမ်းမှုဆိုတဲ့ချွင်းချက်နဲ့ကျွန်တော်တို့ဖြစ်ပေါ်လာတယ်အဲ့ဒီတိုင်းမှာမှကျွန်တော်တို့ရှင်းတန်းလာတယ်ပေါ့နော်ဒီချွင်းချက်ချွင်းချက်ရှိတာကိုမှကျွန်တော်တို့ဒီအတားအဆီးနဲ့ကျွန်တော်တို့တွေ့တဲ့အခါမှာမတန်ဆွမ်းမှုဆွမ်းဆောင်နိုင်မှာဆိုတာကျွန်တော်ဖြစ်ပေါ်လာတယ်အဲ့တော့ခုနကလို့ကျွန်တော်တို့ဒီခန္ဓာကိုယ်ချွင်းချက်က ပြဿနာပေါ့ပေါ့အဓိကတော့ဆမ်းမှုကိုသွားစီတာကကျွန်တော်တို့ဒီအတားစီပေါ့နော်အဲ့တော့ဒီဒီတိုင်းဝိုင်းကိုကျွန်တော်တို့မဝင်နိုင်တဲ့အဲထားထားတဲ့ခင်ဗျားတို့ရုပ်ပိုင်းဆိုင်ရာအတားစီတွေလူတွေရဲ့မတန်ဆွမ်းမှုပေါ့အမြင်နဲ့မတန်ဆွမ်းမှုကြောင့်ဘာမှမလုပ်နိုင်ပါဘူးဆိုတဲ့အမြင်သဘောထားအတားစီတွေရောက်တာကျွန်တော်တို့ဒီမတန်ဆွမ်းသူတွေကဆွဲဆောင်နိုင်ခြင်းမရှိခြင်းဖြစ်ပါတယ်ဒီလိုမတန်ဆွမ်းမှုကိုအကြောင်းပြပြီးပညာရေးကောလိပ်တက်ခွင့်မရရှိခဲ့သူကတော့မကွေးတိုင်းမျိုးစင်မျိုးနယ်တမရကျေးရွာကမတ်တီရာဦးပဲဖြစ်ပါတယ် ။သူမဟာမွေးရပါကိုလည်းမတန်ဆွမ်းသူတယောက်ပါ။သူမဟာခြေခံပညာကိုကြာကအထက်ကကျောင်းမှာပညာသင်ကြားခဲ့ပြီးမကွေးတက္ကသိုလ်ကနေဝိစာပါလာရဲနဲ့ BA ဖွဲ့ရထားသူတယောက် ဖြစ်ပါတယ်။သူမရဲ့မျှော်လင့်ချက်ဖြစ်တဲ့ကျောင်းဆရာမအလုပ်ကိုရရှိဖို့ကြိုးစားနေသူတယောက်လည်းဖြစ်ပါတယ်။အလုပ်ကန်စာမွေးဝဲတွေအကြိမ်ကြိမ်ဖြေဆိုခဲ့ပေမဲ့လူတွေစစ်ဆေးရမှာကိုလည်းအင်္ကာမပြည့်စုံလို့ပယ်ချခံနေရတယ်လို့သူမကအခုလို RFA ကိုပြောပါတယ်။အမီကျောင်းဆရာမခေါ်တိုင်းရှောက်ခဲ့ပါဟုတ် နေစားလာပြီးတော့လည်းရေးပြီးအောင်ကြပါအများကြီးစူးစားခဲ့ပါဟောဝါသနာပါလုံးလားနေစားလာပြီးပထမအချိန်ရေးပြီးအောင်ကြပါလေလူလေးစစ်စီတော့ရောက်ကြတယ်နောက်တစ်ချိန်ထပ်ပြီးတော့နေစားလာပြီးခေါ်ဟောအဲ့တော့လည်းလူတွေမှကြခဲ့ပါအခုအခုဒီ PPTT မှာလည်းခရိုင်အဆင့်89နဲ့အောင်ကြပါအဟောလူတွေကြောကြခဲ့ပါဟောတမင်းနေစားလာပြီးတော့ဒီမတန်ဆမှုကြောင့်လို့ကိုယ်ကိုပြန်ပြန်မသိခဲ့ဟော အခုဒီ BBDD မှာခံရောက်အောင်ဆရာကြီးရေဆရာမကြီးရဲ့သမီးတို့လူတွေစစ်စစ်ရဲ့ဆရာကြီးရေဆရာမကြီးကိုရန်ဒီမတန်ဆွမ်းမှုကြောင့်မရနိုင်ဘူးလို့ပြောရတယ်သူတို့ကိုရန်လူသားတိုင်းအတွက်မွေးရပါပညာသင်ရခွင့်အခွင့်အရေးမဆုံးရှုံးသင့်တယ်လို့မတန်ဆွမ်းသူចောင်းဆရာဆရာမတွေရှိနေစေခြင်းကဘဝသူចောင်းသားတွေအတွက်ပညာသင်ရရေးမှာ ပုံမှုထိရောက်တဲ့သင်ကြားမှုတွေကိုရစေနိုင်တယ်လို့တကုံတက်ကတူဆရာဆရာမများတမကဥက္ကဋ္ဌဒေါက်တာအာကာမိုးသူကပြောပါတယ် ဟိုနားလည်မှုခန္ဓာကိုယ်ချို့တက်တဲ့ဆယ်ဆံမှာပဲဖြစ်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 ကြားအာယုံမတန်ဆန်းတဲ့ဆယ်ဆံမှာဖြစ်အမြင်အာယုံမတန်ဆန်းတဲ့ဆယ်ဆံမှာဖြစ်ဖြစ်အဲ့ဒါတွေကိုဇနစ်တကျလေ့ကျင့်ပေးဖို့စင်တာတစ်ခုတော့ကျွန်တော်တို့မှလုပ်ဖို့နေပြီတခုလိုတယ်နောက်ပြီးတော့မှသူတဘောအသင်ယူခွင့် inclusive education လို့ခေါ်တယ်သူတဘောသင်ယူခွင့်သူတဘောပူပေါင်းခွင့်ကိုကျွန်တော်ကန့်ကန့်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာမတန်သွားတဲ့ပတ်သက်ပြီးတော့မှကျွန်တော်နိုင်ငံကခွဲခြားမှုရှိနေသေးတယ်ပြစ်ပယ်မှုရှိနေသေးတယ်တော့အတိတ်ပဲထွက်တယ် ကျွန်တော်တို့က inclusive သဘောသဘောကမရှိသေးဘူးဆိုတဲ့သဘောသဘောထည့်တယ်။အဲကြောင့်မို့နိုင်ငံတော်ဆိုရအနေနဲ့မတန်ဆွမ်းမှာဟိုမတန်ဆွမ်းဖြစ်နေတဲ့ဆယ်ဆယ်မတွေကိုကျွန်တော်တို့ကထူးထူးတန်နေနဲ့ဒီကြောင်ပေါ်လာကောင်ပူပေါင်းရေးဆောင်ရွက်လဲပေါ်လာကောင်ကျွန်တော်တို့ကဖွင့်ပြတင်တယ်။တစ်ခါတစ်ခါဒါအနေနဲ့ကိုဆောင်ရွက်ပေးတင်တယ်လို့ကျွန်တော်တို့အဲ့လိုအပိတ်တိုက်ထုတ်တယ်ပေါ့နော်။ဆိုရမှာဟုတ်ကဲ့ပါ။ဒီလိုကိစ္စတွေဟာမကွေးတိုင်းသာမကစကိုင်းတိုင်းမှာလည်းကြုံတွေ့နေရတယ်လို့သိရပါတယ်။ ညာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ကျောင်းပြင်ပနဲ့တသက်တာပညာရေးဦးစီးဌာနအနေနဲ့အစိမ့်မြင့်ပညာဦးစီးဌာနကိုပညာရေးကောလိပ်တက်ရောက်နိုင်ဖို့လူတွေ့စစ်ဆေးရမှာမတန်ဆောင်းတာကိုအကြောင်းပြပြီးငင်းပယ်ခံရတဲ့ပေါ်စစ်စစ်ဆောင်ရွက်နိုင်အောင်ညွှန်ကြားထားတယ်လို့သိရပါပါတယ်ခင်ဗျာ။